မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေဂျာဇာပရိသတ်သမီးမိတ်ဆွေများအတွက်ဒီတစ်ခါမှာတော့2025ခုနှစ်မေလ15ရက်နေ့ကနေ22ရက်နေ့ဒီတပတ်စာကိုဆရာဟောကြားပေးมาဖြစ်ပါတယ်တားတော့နဲ့ဟောကြားပေးมาဖြစ်ပါတယ်ဒါကြောင့်ဂျာဇာပရိသတ်သမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်အရရအစဉ်ပြေကြပါစေကြောင်းဆရာကဒီကနေ့လိုက်လိုက်လဲလဲမေတ္တာပို့ရင်းနဲ့မိတ်ဆွေဂျာဇာပရိသတ်သမီးမိတ်ဆွေများဒီအပတ်တာအတော်အတွင်းမှာမိတ်ဆွေတို့ရဲ့ရင်ထဲမှာ ကိုကိုကိုအတိုက်ခိုက်မျိုးတွေရှိနေတာမျိုးလားကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့ကိုရဲ့အခက်အခဲကိစ္စတခုခုကိုတေချာကိုစဉ်းစားတွေးခေါ်နေတော့ကာလာတေချာကိုဘာကြောင့်အဆင်မပြေတာလဲဆိုပြီးတော့အဲကိုကိုကိုစိတ်တိုင်းမကြခြင်းအားမရခြင်းမျိုးတွေကြောင့်ကိုကိုကိုပြန်လဲသုံးသပ်နေတော့ဆန္ဒတွေစိတ်တွေဖြစ်ပေါ်နေပါတယ်မိမိရင်ထဲမှာ အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ခံပြားများလိုချင်နေတာမျိုးအဆင်ပြေမှုနဲ့ပတ်သက်ပြီးတော့များစွာလိုချင်နေသောစိတ်မျိုးတွေဖြစ်ပေါ်နေပြီးတော့ဒါပေမဲ့လက်ရှိမှာတော့မရောက်နေတာမျိုးအဆင်မပြေတာမျိုးမျိုးလေးတွေကြောက်မလို့ဘာကြောင့်လဲဆိုတာမျိုးကိုပြန်လဲသုံးသပ်နေတော့အချိန်နေချင်းကကာလအပိုင်းရှားဖြစ်နေပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာ ကျမ်းမာရင်လည်းပတ်သက်လို့အဲ့လောက်ဆူဆူဝါးဝါးပါမှမရှိဘူးဒါပေမဲ့လှုပ်ချင်ကြိုင်ချင်စိတ်တွေပျောက်နေတာမျိုးဥမာပေါ့ခလေးငယ်တွေလို့ဆိုခမဲလို့နေတာမျိုးဖြစ်နေတယ်ဟာဟိုလှုပ်အခု လှုပ်လဲလှုပ်ရှင်နေခဏလေးကြစိတ်ကအာမလှုပ်ရှင်ခဏလေးလှုပ်ရင်ပြီးတာပဲဆိုပြီးစိတ်မပြောမရှင်ရတာမျိုးစိတ်နဲ့ပတ်သက်ပြီးတော့အတက်အကျအနေအမြင်ဘုံသေးမရှိပဲနဲ့ဖြစ်နေတာမျိုးလေးတွေကြောင့်စိတ်ထောင်းကိုကြည်ဘာကြောင့်မှလည်းမသိစိတ်ထဲမှာပျော်မနေဘူးဘာကြောင့်မှလည်းမသိဒီလိုမျိုးတွေဖြစ်နေတတ်သောကာလစိတ်နဲ့ပတ်သက်လာလို့ရှင်လေယူတုံတုံဆိုတဲ့ကာလဖြစ်နေတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအဲစိတ်နဲ့ပတ်သက်ပြီးတော့နည်းနည်းလေး meditation များလုပ်ပေးတာမျိုးသို့မဟုတ်ရင်ခကြီးထွက်တာမျိုးသို့မဟုတ်ကိုယ့်ရဲ့စိတ်ကို relax ဖြစ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်လို့ပဲဆရာကပြောခြင်းပါတယ်เนาะ ဒါအပြင်အလုတ်ကန်အလုတ်ကန်နဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးအလုံငန်းကန်ကအလုတ်နဲ့ပတ်သက်ငွေကြေးကိစ္စတွေမှာရှစ်တို့ဆောင်ရလှုပ်ဆောင်မှာအဲအဲ ပညာရေးနဲ့ပတ်သက်ပြီးတော့ပြီးဆုံးအောင်တက်ပါလုပ်ငန်းကိစ္စနဲ့ပတ်သက်အလုပ်ကိစ္စဆက်တူကိစ္စညီကိုမောင်တို့ကမိသားစုကိစ္စလေးတွေမှာရှေ့တူဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပါတယ်တဦးတည်းတယောက်တည်းလှုပ်ဆောင်တာမျိုးတက်အဖွဲ့အစည်းအသင်းဘွဲ့နဲ့ပတ်သက်ပြီးတော့ဆက်တူလှုပ်တာမျိုးတွေပေါင်းစုလှုပ်တာမျိုးတွေညအားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်မိမိရဲ့အတတ်ပညာတိုင်မြောက်မှုကိုအသုံးချပြီးလှုပ်ဆောင်တာမျိုးလေးတွေအကျိုးပေးပါတယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်လာရင်နည်းနည်းလေးငွေကုန်ကြေးကျများရတာမျိုးလေးတွေကြုံရတတ်တယ်နိုင်ငံခြားကိစ္စခရီးသွားကိစ္စစလေးတွေမှာတော့ငွေကုန်ကြေးကျများရတတ်တယ်ဒါပေမဲ့နှစ်ကြိမ်လောက် က်လုံမှအောင်မြင်စွမ်းဆောင်နိုင်မဲ့အတွက်အမျိုးသမီးတဦးတယောက်ရဲ့အကူအညီကိုရယူပြီးတော့လှုပ်ဆောင်တာဟာပုံမကောင်းမှုပြီးတော့အားသာနိုင်တော့အပတ်တာဖြစ်ပါတယ်အစိုးရဝန်ထမ်းတို့ ယုံပိုင်းဆိုင်ရာမျိုးလေးတွေဥပဒေဆိုင်ရာကိစ္စလေးတွေမှာရှေ့တို့ဆောင်ရွက်လှုပ်ဆောင်ရင် အားသာပြီးတော့တိုးတက် နိုင်သောကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်ပြီးလက်လွန်ထားတဲ့ငွေကြီးတွေမှာပြန်လည်တောင်းဆိုပါမှာစကားများရတာမျိုးလေးတွေပြဿနာပฏิပခဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့သတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အရှိရင်နဲ့ပတ်သက်လာရင်လူငယ်တွေအရှိရင်မှာတော့ မိမိထက်မိမိရှိသောမြန်လို့တော့သူ့ကိုလိုက်ပြောပါဒါပေမဲ့မိမိနေနဲ့ကိုယ့်ထက် confident များသောသူမျိုးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့နေနဲ့တတိထားစင်ခြင်းမှာအလူများကြတဲ့မှာကိုယ်ကချက်တဲ့သူလူများကြတဲ့မှာအပြောခံရတာမျိုးလေးတွေတော့တတိထားစင်ခြင်းပေးဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဒါအပြင်သမီးစားကြီးမှာဆိုလို့ရှိရင်တော့အဲတဦးနဲ့တူတယောက်နဲ့တယောက်ပြဿနာလေးတွေအပြိုင်ဆိုင်လေးပေါ်လာရတတ်တယ်အထူးသဖြင့်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဲသမီးစားကြီးမှာငွေကုန်ကြေးချများရတာမျိုးသူမဟုတ်လို့ရှိရင်မိမိရဲ့သမီးစားပေါ်မှာမိမိရဲ့ချစ်သူအပေါ်မှာ တဏှာစိတ်များရိုးစွတ်ဆွဆွဲမှုများကြောင့်တစ်ဖက်လူပေါ်မှာစိတ်ကျဉ်ကျပ်ပြီးတော့ပြဿနာကတောက်ကဆာလေးတွေကြောင့်တယောက်နဲ့တယောက်တူးနဲ့တူးဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာတဝင်းဝင်းနဲ့တောက်လောင်တက်တယ်သတိထားဆင်ခြင်ပေးဖို့လိုအပ်ကြောင်းနဲ့ဘာမှလက်တွေ့မကြရင်လက်တွေ့မဆန့်ရင်မရိုးစွတ်မဆွဆွဲတာအကောင်းဆုံးဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့လုပ်ငန်းအလုပ်အကိုင်နဲ့ပတ်သက်လာတဲ့အခါဒီအပတ်တာတို့တွင်မှာ လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ဖြစ်နိုင်ရင်အသစ်စတင်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းဟောင်းအလုပ်ဟောင်းကိုပဲသို့မဟုတ်လက်ရှိရှိနေတဲ့အလုပ်ကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါကြိုးစားကြမှာတော့ကြမယ်ကာလအပတ်တာအပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်ရင်လုပ်ငန်းတစ်လှုပ်ဆောင်တာမျိုးလေးအားနည်းပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့ရှိရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာရုပြောင်းတာမျိုးနေရာတိုင်းကင်းနဲ့ပတ်သက်ပြီးအပြောင်းလဲလှုပ်ဆောင်တာမျိုးလေးဒီအားသာကောင်းမှုတို့တက်နိုင်ပါတယ်ဒါပေမဲ့ကြွေတလဲကြက်တကုံလုပ်တဲ့အလုပ်လေးတွေသတိထားပါအလောင်းကစားအပြော်ပါနဲ့ပတ်သက်လာရင်သတိထားစင်ရမယ်ကာလဖြစ်တယ်လူယုံမ လွယ်ပါနဲ့အဲလူယုံတော်တော်လေးတတ်တတ်တဲ့အတွက်သတိထားဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ပြီးတဲ့အခါအဲမိမိတို့အနေနဲ့ ဟိုကံကို လောင်ကြည့်ထားရတဲ့လူကြီးပေါ့နော်အတက်နိုင်ဆုံးဘီယူဆိုင်ပါအဲစွန့်လို့ဆူလို့ရပါဗျာနော်ဟိုဟိုမစွန့်စားမပါနဲ့ဥပမာပေါ့အမင်းကိုတက်လို့ရတဲ့လို့ဆိုငါကူးနေကြပါဆိုပြီးတော့ဟိုဘက်ကဥမာပေါ့အဲဥမာတိုက်ပြပါလေနှစ်ထပ်ကူးမယ်ဟိုဘက်ဒီဘက်လမ်းကူးတာဆိုကျိုးလေးကိုတေချာရှိပြီးကူးပါဟိုငါငဘောကလည်းကူးနေကြပါဆိုမှချေချော်လက်ချော်တာမျိုးလေးတွေဒီလိုမျိုးပေါ့ဆရာဥပမာပေးတာနော်သတိထားစင်ကြင်ရန်တော့လိုအပ်သောကာလဖြစ်တယ်အတင်းဆောင်မယုံမခံတင့်တော့အရာမျိုးကိုဟိုတိတိချာချာတိတိချာမင်းမင်းများလောက်တာပိုကောင်းနေဆိုတဲ့ကာလဖြစ်ပါလေခင်ဗျာနော် ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲဒီကာလအတွင်းမှာဆိုလို့ရှိရင်ဖြက်လန်းနီးနဲ့လိုက်တာမျိုးလေးတွေမအောင်မြင်နိုင်ပါဘူးခက်ခဲနိုင်ပါတယ်တတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်ရေချားမြေချားနဲ့ပတ်သက်လာလို့ရှိရင်ရေချားမြေချားနဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေမှာတော့ရှေ့တို့ဆောင်ရလောက်ဆောင်လို့ကောင်းတယ်တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းအပြောင်းလဲလေးတွေနဲ့လောက်ပါဘာကိုဖြစ်ဖြစ်မိမိအမိခံလောက်တာမျိုးလေးတွေအားနည်းစီပါတယ်အမိတက်ချင်းထင်ပေါ်ချင်း အဲဆွမ်းနာလို့ပေါ့အများနဲ့အဖွဲစည်းနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာကိုယ့်ရဲ့စံအားတွေကြာနေတဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့တယောကင်မွန်လေးနဲ့ခေါင်းချော်တာမျိုးဖြစ်စီစိတ်ပြေလက်ပြောက်အောင်ခိတခဏနားယူပြီးတော့မှလှုပ်ဆောင်တာပို့မှုပြီးတော့အားသာကောင်းမှုပြီးတော့တိုးတက်နိုင်ပါတယ်ဆိုတဲ့အကြောင်းကိုထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာ ဝေးနေတာပဲဝေးနေတာပဲတူကောင်းမယ်ဆိုတဲ့အတိုင်းပဲเนาะဝေးกว่าနေတော့သူများဖို့ကတော့ဘာမှစိုးရိမ်စရာမရှိပါဘူးအဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တဲ့ဝေးกว่าနေသူတွေတရင်ကောင်းကြရတာမျိုးမိမိရဲ့အိမ်နောက်ဘက်နဲ့ပတ်သက်ပြီးတော့ငွေဝင်လာတာမျိုးတွေကြုံရတတ်တယ်လို့အထောက်ပံ့အကူအညီကောင်းတွေရရှိတတ်တယ်ဒါပေမဲ့အတူရှိနေတဲ့မိတ်ဆွေများအပေါ်ကတော့တဦးနဲ့တူတယောက်နဲ့တယောက်ရမ်းမှနားလည်မှုများပြီးတော့စကားပဋိပက္ခလေးတွေကြောင့်စိတ်ဆိုးစိတ်ကောက်တာမျိုးအိမ်မောကဆင်းသွားတာမျိုးသို့မဟုတ်လို့ရှိရင်လဲမိမိရဲ့အိမ်နောက်ဘက်ကယာတုတက်လို့မိမိကိုယ်တိုင်ယာတုတက်လို့ခဏခွဲရတာမျိုးလေးတွေကြုံရတတ်တယ် တယ်တကယ်လို့မှမိတ်ဆွေတို့နဲ့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အစင်ကလည်းမပြေဘူးညအိမ်ညနေဝင်လာဖို့အတွက်သူမဟုတ်ရင်မိမိအိမ်အတွင်းကိုညအိမ်ညနေလာမဲ့သူရှိလို့ရှိရင်တော့မိမိအနေနဲ့မိမိအိမ်အတွင်းမှာရှိတဲ့မိသားစုဝင်တဦးတယောက်ကိုညအိမ်ထွက်အိမ်ပေးပါခင်ဗျာနော်ပြီးတဲ့အခါဒီလိုမျိုးတော့ထွက်မိသေးဘူးဒီလိုမျိုးလည်းညအိမ်ညနေဝင်ထားတယ်အိမ်တော်ကြီးကလည်းအစင်မပြေသေးဘူးမိမိအိမ်မက်ထဲမှာခွေးတွေအိမ်မက်တွေလူသေးတာတွေတွားကျိုးတာတွေမတ်တယ်ဆိုရင်တော့ညအိမ်ညနေတယောက်လောက်တော့ရှင်နှလျှောက်အရှင်ထွက်ပြီးလို့လိုအပ်ကြောင်းထပ်လောင်းပြောကြလိုက်ပြရစီခင်ဗျာ ဒီအဘတ်တာတော်တွေမှာမိတ်ဆွေကြစားပိသသမီးများအနေနဲ့ဆရာပြောတဲ့အတိုင်းတရားမပြတ်မကွက်လုပ်ပေးပါကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကျမ်းမာရေးရှူကြတာမျိုးယုတ်တရက်ညံ့လာတာမျိုးဆိုရင်တတိထအဆင်ပြေပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဲဟိုမိမိရဲ့လုပ်ငန်းအတွင်းမှာအလုပ်အတွင်းမှာမကောင်းတဲ့အတတ်ပညာတွေအတိုက်ခိုက်တွေကြောင့် ဗျူဇာတိုက်ခိုက်ခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်သတိကြဆင်ခြင်ပေးဖို့လိုအပ်ပါတယ်ထို့အပြင်ဆရာထပ်ပြောပါမယ်ကြာစာပရိသတ်သမီးအများစုဒီတစ်ပတ်တာတော့ဒီမှာကံအနေငယ်လေးညံ့နေအတွက်ကြောင့်မလို့သတိကြဆင်ခြင်ပေးရအတွက်လိုအကြောင်းထပ်မှန်ပြီးတော့ပြောကြလိုက်ပါစီမိမိအိမ်ထဲမှာဖနက်ဆုပ်တွေအိုးဆုပ်တွေတောင်းဆုပ်တွေပလုံးဆုပ်တွေရှိရင်စွန့်ပေးပါဖယားစင်းလူတော့အပဲ့တွေအပြက်တွေရှိရင်စွန့်ပေးပါ ပြီးတော့ဖြစ်နိုင်နှုတ်ကနေအာနမိတ်ဆောင်နဲ့တေးတယ်ပြတ်တယ်ကြည်ရယ်ဆိုတာမျိုးလေးတွေကိုမပြောပါနဲ့ပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ဒီကာလအတော်တွေမှာဆိုဆက်ပစ္စည်းယင်နဲ့ပတ်သက်လာတဲ့အခါမှာဆက်ပစ္စည်းယင်နဲ့ပတ်သက်ပြီးတော့အဟောင်းတွေအပြတ်တွေရှိလို့ရှိရင်လည်းဆွနာလိုပေါ့မိတ်ဆွေတို့အနေနဲ့ဟိုဆွနာအဲချင်းထုတ်တာမျိုးအတုံးမလို့တာတွေချင်းထုတ်တာမျိုးလုပ်ပေးပါဖြစ်နိုင်မွေးနေ့မှာဖဏတ်မဝယ်ပါနဲ့လို့ပဲဆရာကထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဒီလက်တာတော့ဒီအပတ်တာတော့ဒီမှာအဆက်ဆက်ရရအရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာအောင်မြင်တိုးတက်မှုတွေရရှိစေရန်အတွက်ဆိုရင်မိမိအိမ်မှာမြတ်စွာဘုရားမှာဖျောင်းနိုင်တတိုင်းဆိုတော့တို့မဟုတ်ဖျောင်းနိုင်တဲ့တိုင်းတို့မဟုတ်ရင်အဲမီးအိမ်လေးဆွနာလို့ပေါ့မီးနဲ့ပတ်သက်လာဆိုတော့ဆရာတို့ဟို ဟိုမီးအိမ်လေးတစ်ခုခုအလင်းအိမ်လေးတစ်ခုခုကိုထွင်းကြည့်သွားတာမျိုးဖျားမီးလေးထွင်းပြီးတော့မိမိရဲ့လိုရာကိစ္စကိုသွားရင်အောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်ဘာသာတရားများများပို့လို့ပြီးဖို့လိုအပ်ကြောင်းထက်လောင်းပြောကြားလက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့ဒီအပ္ပဒါတော်တွင်မှာဆိုရင်အနီရောင်အနက်ရောင်လေးတွေကိုတတိတာဆင်ကျင်ပေးပါ0ခဏန်100ပြည့်100ပြည့်100ပြည့်1000ပြည့်ခဏန်လေးတွေကိုတတိတာပြီးတော့လုပ်ပါဥပမာပေါ့20ရက်နေ့ဒီမှာအရေးကြီးတဲ့ကိစ္စတွေကိုမလုပ်ဖို့ထက်လောင်းပြောကြားလိုက်ပြရစီမိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေကိုလှုပ်ဆောင်တဲ့အခါကျရင်ချက်မိတ်ဆွေကြာစာပေးတဲ့မြန်16ရက် က်နေတွေမှာလှုပ်ဆောင်တာပုံမှုအားသာပြီးတော့ကောင်းမွန်နိုင်သောအပတ္တကာလဖြစ်ပါလေခင်ဗျာထို့ပြင်မိษွေတို့အနေနဲ့အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်ဇေယံတို့ပြုလို့ရမယ်ရေရာအနေနဲ့ဆိုရင်တော့မနမိုးလင်းတဲ့အခါမှာနော်မနမိုးလင်းတဲ့အခါမှာဆရာတို့ဟိုရတိဥခဏနေရဲ့ဒနာသိတိလို့ခေါ်သောငွေဝင်ကားတော်မနမိုးလင်းတာနဲ့28ခေါက်ရွညအိတာနဲ့28ခေါက်ရွပါငွေကြီးခက်ခဲပြီးအလုံးပြေပြောက်သွားမယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောလို့ပါတယ်အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်တိကဏ္ဍနှစ်ကဏ္ဍ ရှစ်ကနန်းဖြစ်ပါတယ်ခင်ဗျာအဆက်ဆက်ရဲ့အရာအစင်ပြအောင်မြင်တိုးတက်စီတော့အယောင်နေနဲ့ဆိုရင်အဝါရောင်အပြာရောင်မိတ်ဆွေတို့အပန်းရောင်တွေအမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုအားသာဇေချောင်းနဲ့ဇာစာပရိသတ်မိတ်ဆွေတွေအားလုံးအဆက်ဆက်ရဲ့အရာအစင်ပြလို့ဘေးပြရာတွေဝေးကွာကြပါစီကြောင်းဆရာက ပြောလိုပါတယ်ရှင်းရငယ်ပါခင်ဗျအဘေးဒင်းမင်းမြန်းချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်ဟိုအာ Telegram မှာဖြစ်စီ Viber မှာဆက်သွယ်နိုင်ပါတယ်ဆရာ TikTok Messenger အနေဧည့်သည်လက်မခံကြောင်းနဲ့အတူအပသတိထားကြောင်းနဲ့အခုလိုရုပ်ရှော့ရှော့လေးရတာဆရာဖြစ်ကြောင်းပြောရင်းနဲ့ကဲဆရာတို့နောက်ပတ်မှာပြန်ဆုံပါမယ်ဂျာစာပရိသတ်သမီးတွေအားလုံးအောင်မြင်မှုတွေရရှိလို့လူတိုင်းကြံတိုင်းကောင်းကျိုးလိုရာဆန္ဒပြကြပါစေလို့ဆရာကဆုတောင်းတောပနာပြုတာလိုက်ပါတယ်ခင်ဗျာ။